မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ရုပ်ရုပ်ပြစ်ခတ်ခံရပြီးပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာပဲအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်နဲ့ပြစောတီတွေလိုက်ပါလာတဲ့စစ်ကားတစ်စီးဟာအတင်းမောင်းပြေးသွားတယ်ဆိုပါတယ်ကင်းပြည်နယ်မြောက်ပိုင်းမြို့အမှတ်၅ရက်ကွက်ရုံမှာအကြမ်းဖက်စစ်ကောင်စီရဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးယာယီမှုမြင့်ဆိုးဆိုသူကပွဲချင်းပြီးကိုသိမ့်သွားတဲ့အပြင် အခြားယာအိမ်မှုဝင်းကိုစိုးတဲ့သူကပြင်းထန်ဒဏ်ရာနဲ့မသိမရှင်းဖြစ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နဲ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ရုပ်ရုံပြစ်ခတ်ခံရပြီးပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာပဲအကြံဖတ်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်နဲ့ပြူစောထီးတွေလိုက်ပါလာတဲ့စစ်ကားတစ်စီးဟာအတင်းမောင်းပြေးသွားတယ်လို့မျက်မြင်တွေ့ရှိသူတချို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အော်တိုဘလာ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ မန္တလေးမြို့ချမ်းမြသာစီမြို့နယ်83လမ်းတိတ်ပံလမ်းနဲ့ငုရွှေဝါလမ်းအကြားမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရုပ်ရုပ်ပြစ်ခတ်ခံရတယ်လို့မန္တလေးမြို့မှာရှိတဲ့သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့အချိန်မှာပဲအချမ်းပါစကောက်စီလောက်ခံပြည်သူစစ်နဲ့ပြူစောတီတွေလိုက်ပါလာတဲ့စစ်ကားတစီးဟာအတင်းမောင်းပြေးသွားတယ်လို့မျက်မြင်တွေ့ရှိသူတို့ကရန်ကုန်ခေတ်တိုက်ကိုပြောထားပါတယ်။အဲ့ဒီနောက်တရုတ်ကောင်စစ်ဝင်ရုပ်ရုပ်ဘက်မှာရှိတဲ့သူတွေကိုမေးမြန်းကြည့်တဲ့အခါမှာတော့ အဲ့ဒီတရုတ်ကောင်စစ်ဝင်ချုပ်ရုံးကို DC စစ်ကားဘောကနေပြစ်သွားတာဖြစ်တယ်လို့လဲဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိသူမန္တလေးသားတဦးကပြောထားပါသေးတယ်။အဲ့ဒီမန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ချုပ်ရုံးတည်ရှိတဲ့နေရာဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစော့တီတွေဂိတ်ချစစ်ဆေးဓာတ်တွေကဲလှဲ့ဓာတ်တွေနဲ့လုံခြုံရေးအထူးတင်းကျပ်ထားတဲ့နေရာဖြစ်ပြီးပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့အချိန်မှာပဲစစ်ကောင်စီတပ်ကလာရောက်ပြီးတော့တရုတ်ကောင်စစ်ဝင်ချုပ်ရုံးအရှိမပိတ်ဆို့သွားတယ်လို့လည်းသိရပါတယ်။ အဲ့ဒီလိုမန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ချုပ်ရုံပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတရုတ်တန်ယုံဘက်ကရော့စစ်ကောင်စီဘက်ကပါနှစ်ပတ်စလုံးတစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူးခင်ဗျတဖက်မှာတော့အချမ်းပတ်စစ်ကောင်စီက KIO ဌာနချုပ်ရှိရာလိုင်စာမျိုးအနီးမှာရှိတယ်လမိုင်းရန်ခြေရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူနှစ်ဦးသေဆုံးသွားခဲ့ရပြီးစစ်ကောင်စီရဲ့လေရင်ကိုတရုတ်ဘက်ကမိကြည့်အချက်20ပြစ်ဖောက်ပြီးတတိပေးတာတွေလည်းရှိနေတယ်လို့ KIA သတင်းရင်းမြစ်ကရင်ကုန်ခက်တွေကိုပြောပါတယ် ီကနေ့အော်တိုဘလ19ရက်နေ့မနက်အစောပိုင်းမှာပဲအချမ်းဖက်စကောင်စီရဲ့တတအူးလေတက်ကနေ MIG 29တိုက်လေရင်နဲ့ KIO ထဏချုပ်ရှိရလိုက်စားမျိုးအနည်းကိုဘုံတွေဇက်တိုက်လက်ရောက်ကြက်ချတိုက်ခိုက်သွားတယ်ဆိုပါလေအဲ့ဒီလိုစကောင်စီတက်ကကြက်ချလိုက်တဲ့ဘုံသီးတွေဟာလမိုင်းရန်ကြေးရွာကိုပါကြက်ရောက်ပောက်ကွဲသွားပြီးရသပီသူလင်မယားနှစ်ဦးသေဆုံးသွားခဲ့ရတယ်လို့အဲ့ဒီစကောင်စီရဲ့တိုက်လေရင်ကိုလည်းတရုတ်နိုင်ငံဘက်ကသူတို့နေဆက်နဲ့အရန်နီးကပ်လာတဲ့အတွက် မိကြီးအချက်20ပြစ်ဖောက်ပြီးတတိပေးတာတွေလည်းရှိနေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့ KIA PD ရဲ့ပူပေါင်းတပ်တွေဟာဒီကနေ့အော်တိုဘလ16ရက်နေ့မနက်ပိုင်းမှာပဲကချင်ပြည်နယ်ဘက်အချမ်းတရုတ်မြန်မာနယ်စပ်အနီးကပန်ဝါမြို့ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ကင်းပြည်နယ်မြဝတီမြို့အမှတ်9ရက်ကွက်ရုံမှာအချမ်းဖက်စကောင်စီရဲ့ရက်ကွက်အုတ်ချုပ်ရေးအဖွဲအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးယာယီမှုမြင့်ဆိုးဆိုတဲ့သူကပွဲချင်းပြီးကိုသေသွားတဲ့အပြင် အခြားရာအိမ်မှုဝင်းကိုဆိုးတဲ့သူကပြင်းထန်ဒဏ်ရာနဲ့မသေးမရှင်ဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ကစ်တေကိုပြောပါတယ်။အော်တိုဘလာ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲကင်းပြည်နယ်မြောက်ရီမြို့အမှတ်၅ရပ်ကွက်ရုံမှာလက်နက်တပ်ဆင်ပေးထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီလိုပြစ်ခတ်မှုအတွင်းရာအိမ်မှုမြင်ဆိုးဆိုးတဲ့သူကနေရာမှာပဲပွေချင်းပြီးကိုသေသွားတဲ့အပြင် အချာရအိမ်မှုဝင်းကိုဆိုတဲ့သူကပြင်းထန်ဒဏ်ရာနဲ့မသေးမရှင်ဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ပွဲစဉ်ပြီးသေသွားတယ်။ရအိမ်မှုမြင့်ဆိုးရဲ့မသားအလောင်းကိုစစ်ကောင်စီတပ်ကလာတဲသွားပြီးမသေးမရှင်ဖြစ်နေတဲ့ရအိမ်မှုဝင်းကိုဆိုတဲ့သူကတော့ဈေးုံမှာအသက်လုနေရတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။တပတ်မှလေကင်းပြည်နယ်ကဖပုံခရိုင်မှာ အခုအော်တိုဘာလနှစ်ပတ်အတွင်းမှာတင်တိုက်ပွဲပေါင်း58ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားစက်တပ်ဦးကတော့အသီးသီးသေကုန်ကြပြန်တယ်လို့ကဲညူမူထော်ကနေပြောပါတယ်အခုအော်တိုဘာလတရက်နေ့ကနေ15ရက်နေ့အတွင်းမှာတင်ဂင်းပြည်နယ်ကဖောက်ပုံခိုင်မှာ KNL PDF ပူးပေါင်းတပ်တွေနဲ့အကြံဖက်စစ်ကောင်စီတပ်ကြတိုက်ပွဲပေါင်း58ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းအကြံဖက်စစ်ကောင်စီတပ်သားစက်တပ်ဦးကတော့အသီးသီးသေကုန်ကြပြန်တဲ့အပြင် ။တရားရတဲ့သူတွေလည်းရှိသွားပြီ။စစ်ကောင်စီဘက်ကယသပြည်သူတွေကိုမဲပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်လည်းကျေးရွာနေပြည်သူ၃ဦးသေဆုံးခဲ့ရတယ်လို့ KNU မူထော်ကနေပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့။ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နိုင်ရပါ။